မင်္ဂလာပါဒီနေ့မှာမျှဝေပေးတင်တာကတော့ကီပလက်ဆော့ဝဲမှာ နောက်ကန် background ပုံပြောင်းတဲ့နေလေးကိုမျှဝေပေးမှာဖြစ်ပါတယ်ဒီနေ့ပညာလေးကိုစတင်ဖို့အတွက်မိတ်ဆွေတို့ရဲ့ဖုန်းထဲမှာရှိတဲ့ကီပလက်ဆော့ဝဲလေးကိုနှိပ်ပြီးတော့ဝင်လိုက်ပါကိပလက်ကို ီပလတ်ဆော့ဝဲကိုဖွင့်ပြီးသွားပြီဆိုရင်တော့ဒီအောင်နာကအဆက်30နဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်တော့ဒီဘော်နာကစက်ပြင်ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါပြီးရင်တော့ဒီနေရာမှာလက်ပွေထည့်တာရင် လက်ပွေနဲ့တော့ဖွင့်ပေးလိုက်ပါဒါမှမဟုတ်ရင်လည်း password ပေါ်လာရင် password နဲ့ထည့်လိုက်ပါနော်ဒီနေရာမှာတစ်ခုခုနဲ့ထည့်ပေးလို့ရပါတယ် ပြီးရင်ဒီနေရာရောက်လာပြီဆိုလို့ရှိရင်တော့ဒီအောင်နာက application ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါပြီးရင်တော့ဒီ themes background ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါအဲဒီနေရာရောက်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာဒီအောက်ထဲမှာဆော့ဝဲကနေပြီးတော့ကျွန်တော်တို့အသုံးပြုဖို့ပေးထားတဲ့ဒီ ဘက်ကောင်ပုံလေးတွေပေါ့နော်ဒီပုံလေးတွေကိုကျွန်တော်တို့ကအသုံးပြုမယ်ဆိုရင်လည်းရပါတယ်ဒါမှမဟုတ်လို့ကျွန်တော်တို့ရဲ့ဖုန်းထဲမှာရှိတဲ့ဘက်ကောင်ပုံတွေကိုကျွန်တော်တို့ကယူပြီးတော့အသုံးပြုမယ်ဆိုရင်လည်းအသုံးပြုလို့ရပါတယ်ကျွန်တော်တို့ကဖုန်းထဲကဖုန်းထဲမှာကျွန်တော်တို့တင်ရတဲ့ဘက်ကောင်ပုံတွေကိုကျွန်တော်တို့ကဘက်ကောင်လုပ်မယ်ပေါ့နော်ဘက်ကောင်အဖြစ်နဲ့ကျွန်တော်တို့ကအသုံးပြုမယ်ဆိုရင်တော့ဒီ background ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါပြီးရင်တော့ ဒီကင်မရာရဲ့အယ်ဘမ်ရဲ့ကျွန်တော်တို့ဒီနေရာမှာနှစ်ခုပေးထားတယ်ကင်မရာနဲ့ကျွန်တော်တို့ကအပြင်မှာအပြင်မှာရှိတဲ့ရှုခင်းတွေဒါမှမဟုတ်ရင်တစ်ခုခုကိုကျွန်တော်တို့ကကင်မရာနဲ့ရိုက်ပြီးတော့ထည့်ပြီးတော့အသုံးပြုမယ်ဆိုရင်လည်းရတယ်ဒါမှမဟုတ်ရင်ဒီအယ်ဘမ်ဆိုတဲ့နေရာကိုနှိပ်ပြီးတော့ပုံလေးတွေပေါ့နော်ဖုန်းတွေကဖုန်းထဲမှာတိနေတယ် background ပုံတွေကိုထည့်ပြီးတော့အသုံးပြုလည်းရတယ်ပေါ့နော်ကျွန်တော်ကဖုန်းထဲမှာအဆင့်တဲ့ ဘက်ဂရောင်းပုံရှိနေတဲ့အတွက်ကျွန်တော်အဲလ်ဘမ်ကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်။ပြီးရင်တော့ဒီနေရာရလာပြီဆိုရင်ဖိုတိုဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်မယ်။ပြီးရင်တော့ကျွန်တော်က download ဆွဲပြီးတော့ဘက်ဂရောင်းပုံကိုထည့်ထားတာဖြစ်တဲ့အတွက် download file တွေကိုတစ်ချက်ဝင်လိုက်မယ်။ပြီးရင်တော့ဒီနေရာမှာမိတ်ဆွေတို့အသုံးပြုမဲ့ဓာတ်ပုံကိုနှိပ်လိုက်ပါ။ကျွန်တော်ကဒီပေါ်ကပုံလေးနဲ့ကျွန်တော်ကပြုလုပ်ပြမှာဖြစ်တဲ့အတွက်အဲ့ဒီပုံလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်။ပြီးရင်တော့ကျွန်တော်ဒီလိုလေးပေါ်လာလိမ့်မယ်နော်ဒီလိုလေးပေါ်လာပြီဆိုရင်ဒီနေရာမှာ အဲကျွန်တော်တို့လူကျင်တဲ့အတိုင်းအတာကိုကျွန်တော်တို့လက်လင်းနဲ့ဆွဲပြီးတော့ကျွန်တော်တို့ပြုလုပ်လို့ရတယ်။အဲကျွန်တော်ကဒီအနေထားလေးကိုပဲကျွန်တော်ထားလိုက်မယ်နော်။ဒီနေရာမှာမိတ်ဆွေတို့စိတ်တိုင်းကြပြုလုပ်ပြီးပြီးချိန်ပြီးပြီးဆိုလို့ရှိရင်တော့ဒီအောင်နာက conference ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါ။အဲဒါဆိုလို့ရှိရင်တော့ဒီအပေါ်မှာကျွန်တော်ထည့်လိုက်တဲ့ background ပုံလေးကဒီလိုလေးလာပြီးတော့ပေါ်နေမှာဖြစ်ပါတယ်။ ပြီးရင်တော့ဒီအပေါ်ကမြားလေးကိုနှိပ်ပြီးတော့ကျွန်တော်အပြင်ပြန်ထွက်မယ်အဲဒါလို့ရှိရင်တော့ကျွန်တော်ဒီပလက်မှာကျွန်တော် background ပုံထည့်လိုက်တာအောင်မြင်သွားပြီဖြစ်ပါတယ်